ဒီခင်ဗျအကြက်ဖက်အပီးတွေပဲလက်ပါမှာရှိမှာပဲဒီစင်ကိုမှာဂျားနယ်လူတောင်မရှိဘူးတော်လန်ရဲတမားတွေပဲရှိတယ်ဆိုလို့ရှင်ဘယ်သူကနင်းတို့ကိုတရင်ပေးတယ်လဲဂျားဖက်စစ်တပ်ဟာဗဇတ်မအမျိုးဘာသာသာသနာလို့တွင်တွင်အော်နေပြီမဲ့လဲအမှန်တကယ်အမျိုးဘာသာသာသနာကိုဆောက်ရှောက်လိုတဲ့စိတ်ကြောင့်မဟုတ်ဘဲနဲ့ဘာသာရေးကိုသူတို့ကိုကြိုးစီးပွားတဲ့ခုတုံးလုပ်ဖို့အသုံးချနေတာဖြစ်တယ်လို့သစ္စာဆိုပါတယ်ကျွန်တော်တို့နိုင်ငံကိုတရုတ်ကဘယ်လောက်ထိဝါမျိုးနေပြီလဲဆိုတာကိုမပြောခင်လက်ရှိတရုတ်ကြောင့်မိုင်ပေါင်း900ကျော်ရှည်တဲ့ နော်မြစ်ကြီးတစ်ခုလုံးဝတိတ်ပေါ်သွားတယ်နိုင်ငံတစ်ခုတင်းကိုတင်ပေးပါအားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ session နေ့ရဲ့မနက်ခင်းပိုင်းသတင်းထုတ်လေးတွေအနေနဲ့ပါလာစီကကြာနေတဲ့ပေါက်ဂရုံးကိုစုံမလိုက်တဲ့ကျွန်တော်ဆီမတ်လို့မြင်ပြီးတော့ final 2ပေါ့နော်ဒုတိယပုံမှာတော့ကျွန်တော်လေးစားရတဲ့ဘူဂျီဟောင်းနေမျိုးစင်ရဲ့သတင်းလေးရဲ့နောက်ဆုံးတစ်ပုံမှာတော့ကျွန်တော်လေးစားရတဲ့ကိုစီရဲ့သတင်းကိုပါစုစစ်တင်ဆက်ပေးလိုက်ပါတယ်သတင်းထုတ်လေးတွေဖြစ်ပြီးတော့ကြီးရှုပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့အတွက်ခွာရစီမဲ့ video file လေးတွေဖြစ်လို့ပေါ့ကျွန်တော်လည်းတူတူအဆုံးထိလိုက်မှကြီးရှုဖို့တော့ကိုပြစ်ခုတ်လိုက်ပါတယ်ဒါဆိုကျွန်တော်ဆက်လိုက်အောင် စင်ကူးလက်ပါဘုံကျဲတယ်ဘုံကျဲတော့ဒါတော့ထုံးစံတိုင်းပါပဲအာပြည်သူတွေကိုမလားဘုံကျဲတယ်ပြည်သူတွေကိုလုတ်တယ်ပြည်သူကလေးဗလဲရောက်ထိရဲ့ပြည်တယ်ထိလဲပြည်ရဲ့ကလေးပဲထိမှာပေါ့ပြည်ရဲ့ကမွေးဖက်ဈာနေဝါရပြည်သူတွေကတော့စင်ကူးမှတယောက်မှမရှိဘူးအေးစင်းနေရဲ့ဒီအကြက်ဖက်ကိုထောက်ပံ့နေအကြက်ဖက်ကိုအားပေးတယ်အကြက်ဖက်ကိုဝိုင်းရံနေတဲ့ဒီကများအကြက်ဖက်အားပေးတွေပဲလက်ပါမှာရှိမှာပဲအဲ့တော့အဲ့ဒီအကြက်ဖက်ကိုအားပေးနေတဲ့လူတွေကိုပြောချင်တယ်နော်ဘုံကျဲပြီဆိုမှကျမတို့ထိပါလေကျွန်တော်တို့ပြည်သူတွေကိုထိပါလေဆိုရင်ဖေလေကောင်းထွက်အောင်လို့ဟုတ်ဟောလေအပူပဲ ဲ့တော့ပြည်သူများကိုပြောချင်တာကလက်ပံမာကပြည်သူထိတာထက်ပြည်သူလို့ဥစဉ်တော့တတ်မှတ်လို့မရပါဘူးကြာနော်ပြည်သူလို့တကယ်စစ်မှန်တဲ့ပြည်သူတွေငင်းကြမှုကိုလိုလားတဲ့ပြည်သူတွေမြန်မာနိုင်ငံကြီးရဲ့အေးချမ်းမှုကိုလိုလားတဲ့ပြည်သူတွေအင်းစင်းစင်းနေခြင်းတဲ့ပြည်သူတွေကလက်ပံမာလည်းမရှိဘူးစင်ကူးမာလည်းမရှိပါဘူးကြာနော်မရှိပါဘူးဒါမန္တလေးလိုနေရာနေရာတွေမှာအကုန်လုံးစစ်ရှောင်နေရတာအခုလိုတတ်မှတ်တော်ကြီးအကြက်ဖက်ရှိတဲ့နေရာတွေကိုဘုံတွေကျဲတယ်အကြက်ဖက်ရှိတဲ့နေရာတွေကိုရှင်းလင်းနေဆိုတာကလည်းပြည်သူတွေရဲ့လိုအပ်ချက်ပြည်သူတွေရဲ့တောင်းတမှုကြောင့်လိုရတာပါရှေ့လျှောက်ဒီချက်ဆိုးအောင်မယ်လို့ဦးစင်းကတော့ပြောချင်တယ်။ဘာကြောင့်ဒီချက်ဒီချက်ဆိုးအောင်မယ်လဲဆိုရင် ရှင်းလင်းစရာရှိဒီဦးဇင်းတို့ရုရှားနီးပညာတွေကနီးပညာတွေနဲ့ဘယ်နေရာမှာဘယ်နေရာမှာရှိရဲနှစ်ခုကပြည်သူကပေးတဲ့တည်င်းကိုပဲတတ်မတော်လုံနေရတာပြည်သူကဒီနေရာမှာကျန်းဖက်တည်းရှိရဲဒီနေရာမှာရှိရဲဆိုတာကိုပဲလုံနေရတာအခုဆိုလို့ရှင်ဦးဇင်းတို့ကင်းတောက်တွေပါတယ်တော့မှလှုပ်ဆောင်နေပြီတော့ဦးဇင်းတို့ကြားရရတယ်ကြားရရတဲ့အခါအဲ့ကကြမှာဟုတ်လားဆက်ပြီးဖင်းလေးကောက်ထွက်အောင်အော်ဟုတ်လားပြင်ထားလို့ပြောချင်ပါတယ်နော်ဘာလို့လဲဆိုတော့ဝစ်ဆိုတော့ဘဝမကူ တမရောရဲ့မိသားစုလေးတွေတမရောရဲ့ဆွေမျိုးအတိုင်းဝိုင်းတွေဟိုကြံ့ခိုင်ရဲ့ဆွေမျိုးအတိုင်းဝိုင်းတွေကြံ့ခိုင်ရဲ့ထောက်ခံတဲ့လူတွေကြံ့ခိုင်ရဲ့ဝဲရတဲ့လူတွေကလေးတူငယ်တွေအကုန်လုံးအသက်ခံရတာတွေးတော်မချောက်သေးဘူးလို့ပြောချင်ပါတယ်ဗျာနော်ဝိဆိုတာဘဝမကူလဲတတ်တယ်အပြင်မဲ့ယဟန်တန်ငါတွေမင်းတို့တတ်ခဲတာတွေအများကြီးတွေးမချောက်သေးဘူးလို့ပေါကောတော်ကနေမှပြောချင်ပါတယ်နော် ခုဒီငပောက်ကအတော့အတော်ကိုအခုစောင်းထားမနေ့ကဗီဒီယိုထဲမှာလည်းကျွန်မပြပြီးပြီနော်သူကဒီဒုက္ခိတဖြစ်နေတဲ့နော်မကြခင်မှာတဲတော့မဲ့စစ်ခွေးတွေရဲ့ဆဲယုံကိုအလူသွားပေးတာတောင်လိန်ပန်းကင်ပေးတဲ့သူက၃ပွင့်ဖြစ်တယ်။ဆိုတော့၃ပွင့်ဒီကအုံအောင်မရှိတဲ့အတွက်ကြောင့်သူ့ရဲ့ကျွန်းဖြစ်တယ်။ဒီငပောက်ကဒီလိုမျိုးစစ်ခွေးတွေရဲ့အကာအကွယ်ရတယ်စစ်ခွေးတွေရဲ့သမင်းတွေစားပြီးမှဟောင်းနေနေတဲ့အတွက်ကြောင့်အခုဒီလိုမျိုး စောက်ကြွားစောက်ကြွားပြောနေနိုင်ဖြစ်တယ်ဆိုတော့အခုစင်ကူမှာနေတဲ့သူဒီကစင်ကူမပြောနဲ့အခုကျမတို့ဘမော်တိုက်ပွဲတွေလေရင်ပြန်တဲ့တလောက်ကြီးတိုက်နေတဲ့နေရာမှာတောင်းစစ်ဆောင်ဖို့ရတော့ပက်ဆာမရှိတဲ့သူဒီကဒီနေ့ဒီရဲ့အချိန်အထိကိုယ့်ရဲ့အသက်တွေမှာကြောက်ပေမဲ့ပက်ဆာမရှိတော့အခုအချိန်အထိနေထိုင်ကြသေးတာဖြစ်တယ်ထုံနီးတူပဲဒီနေ့စင်ကူထဲမှာနေတဲ့သူအားလုံးဟာတပုံတွေဖြစ်တယ် PDF တွေကမွေးဖွားတဲ့ကလေးတွေဖြစ်တယ်လို့ပြောတယ်ဆိုတော့အခုဒီဒေါ်လာရေးထဲမှာပါတဲ့ PDF တွေအားလုံးဟာ အခုဒီစင်ကိုမှရှိတဲ့ပြီးသူအားလုံးကိုတို့တခါလဲမွေးလိုက်တာလားဒီအရွယ်ဒီဖြစ်သွားအောင်တို့တခါလဲမွေးတာလားပြီးသူဒီကဝုတ်လေတယ်ပေါ့နော်ဝုတ်ဆိုတာနောင်ဘဝမဟုတ်ဒီဘဝမှာတောင်ဖြစ်နေတယ်လို့ပြောတယ်ဆိုတော့အခုဒီဝုတ်ကနင့်စီမှာဘယ်ချိန်လေးလာမလဲဆိုတာတော့နင်းမျောထားလိုက်ပေါ့ဟုတ်ဘူးလားကိုဝုတ်တဲ့အဝုတ်ကတင်ကန်းလာလူအဝုတ်လာဆိုတာတော့ तू မစဉ်းစားနိုင်ဘူးအခုဒီပြီးသူဒီတေတာအခုနောက်မှလည်းဒီထက်ပိုမှပြင်းထန်တဲ့ဘုံတွေကျဲမယ်ဖင်ထွက်အောင်អော်ကြပါတဲ့ဒီနေ့ပြီးသူဒီဒီလိုမျိုးអော်နေတဲ့ဥစ္စာကိုအားရနဲ့နင့်တော့ကဝုတ်လေတယ်လို့ပြောရအောင် င်သူကဘာလဲဆိုတော့ဒီနေ့စင်ကူမှာကြားနေသူတောင်မရှိဘူးဒါတွေအားလုံးဟာအကြမ်းဖက်တွေဖြစ်တဲ့အတွက်ကြောင်းပြည်သူတွေရဲ့ဆန္ဒအတိုင်းဖြစ်တယ်လို့ပြောတယ်ဆိုတော့ဒီစင်ကူမှာကြားနေသူတောင်မရှိဘူးတော်လန်ရဲတမားတွေပဲရှိတယ်ဆိုလို့ရှိရင်ဘယ်သူကနင်းတို့ကိုတရင်ပေးတယ်လဲဒီစင်ကူကိုဘသူကလာမြင်တယ်လဲစင်ကူထဲမှာကြားနေမရှိဘူးအားလုံးကတော်လန်ရဲတမားတွေဖြစ်တယ်ဆိုလို့ရှိရင်ဘယ်တော်လန်ရဲတမားကများနင်းတို့ကိုတရင်ပေးတယ်လဲတပုံပဲရှိတဲ့နေရာထဲမှာဘယ်နားမှာက PDF ဒီစုနေတယ်ဆိုတာကိုဘယ်တဘုံကနင်းတို့ကိုသတင်းပေးတယ်လဲမမမကန်ပြောတတ်တဲ့နင်းရှာကိုထိနိုင်တဲ့လောက်တော့ထိန်းထားလိုက်အောင်ကျတော့တော်လာရဲတွေဟာဒလာနေစစ်ခွေတောက်တိုင်းတွေကိုနင်းတို့လိုတရေဘောကြောင်ပြမအဲလက်နက်ကြီးတွေနဲ့ပြစ်တယ်လေရင်နဲ့ပြစ်တယ်ဒါမျိုးတော့မလုပ်ဘူးကျတော့ကတောက်တိုင်းတွေအားလုံးကိုတောက်တိုင်းတွေရှိတဲ့နေရာမှာကိုလာပြမတနတ်နဲ့ဆုံးမတယ်ဆိုတာတော့နင်းသိတယ်နော်ဒါကြောင့်ဒီနေ့ဘေးအချိန်မှာနင့်တနတ်နဲ့အဆုံးမခံရမလဲဆိုတော့ကိုကိုကိုစောက်မြောပါလို့ပဲပြောလိုက်တော့မယ်နော် ဟုတ်ကဲ့ပါဒါတော့ဆီမန်နေမီရာပေါကရုံဆုံးမလာတဲ့ဗီဒီယိုပိုင်းဖြစ်ပါတယ်။ပေါကရုံမင်းလိုကောင်ပါရာစီကာကြနေတဲ့ကောင်တိလာနော်။အချမ်းဖက်ကိုအားပေးနေတဲ့ကောင်။လာရီရဲ့တခိုးဝများလူပြန်ဟင့်နေတယ်။တပ်ဖြတ်ခဲ့တာဘလူဘုံသတ်ဖြတ်ခဲ့ရလဲ။မင်းတို့ကောင်တွေပဲစစ်ခွေးတွေပဲကျွန်တော်ပြည်သူတွေကိုလက်နဲ့မပါတဲ့ပြည်သူတွေကိုရဲဆဲဆဲတပ်ဖြတ်ခဲ့တာမင်းတို့ခုချိန်မှပဲမင်းတို့ခွေးတွေဝတ်တွေတေယူတော့မှခွေးပြေပြေးပြေးရတယ်မှဝစ်လဲနေတဲ့ချိန်မှမှမင်းတို့ကောင်တွေကကျွန်တော် PDF ကိုမနိုင်လို့ပြည်သူကိုညှိုးတာမင်းတို့အဲ့ဒါနားလေလား။တိတိနဲ့ပြောတော့နော်။ ောက်ကတော့မင်းရဲ့ခေါင်းဝါးဒီလားကြည်စံတဲ့ဘက်တန်းလဲမင်းတင်းနေကြမင်းပြန်ဝတ်လဲမယ်နော်မင်းအခုလိုအကြမ်းဖက်ခဲ့တာတွေမန္တမမင်းပြန်ပေးဆပ်ရမယ်အဲ့ဒါပဲပြောချင်တယ်ဒီရဲ့ပွဲကငါတို့ပွဲနော်ဒါပေမဲ့စိတ်တော့မကောင်းတော့နောက်ပိုင်းကျရင်မင်းတို့ကောင်တွေကြည်တာပြပြနေနဲ့မင်းတို့လည်းလာမယ်နော်အဲ့ဒါပဲပြောချင်တယ်ဒီရဲ့ပကုန်းလုံးနဲ့ပတ်သက်ပြီးတော့မှကိုပြောချင်တဲ့အရာတွေရောကိုမမရေးခဲ့ပေးပါဦးခင်ဗျာဆိုတော့ကျွန်တော်နောက်တစ်ပုတ်အနေနဲ့ပေါ့နော်ကျွန်တော်လေ့စားရတဲ့ဘူဂျီဟောင်းနေမျိုးစင်ရဲ့သတင်းလေးကိုကြည့်လိုက်အောင်ဒီတော့ခါဝဲ လွယ်မြတ်တဲ့ပင်ဆေးဘက်ဝင်ဤလို့ဆိုရစကားရှိပါတယ်။ဒါကြောင့်ကျွန်တော်အနေနဲ့မိတ်ဆွေတို့ရေးသားထားတဲ့တစ္ဆာဆိုတဲ့စကားလေးကိုဒီနေ့ည၈နာရီမှာကုကုကုလွန်လိုင်းဤတစ္ဆာကုကုကုဒီလသမာဓိအတက်နိုင်ဆုံးအကောင်းဆုံးဆောင်းထင်းခဲ့တယ်ဆိုတဲ့သူတွေတစ္ဆာပြုတိုင်တယ်ဖို့ကျွန်တော်တင်ပေးထားပါတယ်။လောကကြီးကိုစောက်ရှောက်တော်မူတဲ့လောကပါလနာမင်းကြီးများကို တိုင်တယ်ပြီးတော့ တပိတော်တစ္ဆာဆိုပါတယ်အခုမြန်မာနိုင်ငံမှာအာနာလူယူထားတဲ့အကြမ်းဖက်စစ်တပ်တွေပြည်သူများအတွက်ကိုပြည်သူအကျိုးအတွက်မဟုတ်ဘဲသူတို့ရဲ့ကိုယ်ကျိုးစီးပွားအတွက်အာနာကိုလက်နက်အားဖြင့်လူယူခဲ့ခြင်းဖြစ်တယ်လို့တစ္ဆာဆိုပါတယ်အကြမ်းဖက်စစ်တပ်ဟာအာနာမခိုးခင်နဲ့အာနာလူယူပြီးတဲ့နောက်မှာလည်းပဲသူတို့လှုပ်ဆောင်နေတဲ့များအားလုံးဟာပြည်သူလူထုနဲ့တိုင်းပြည်ပေါ်အမှန်တကယ်မှန်ကန်တဲ့စည်နာ ထားခြင်းမဟုတ်ဘဲနဲ့သူတို့စစ်ဘူတိုက်ကိုရိုးစီးပွားရှာစားဖို့အတွက်ဟန်ပြလှုပ်ဆောင်နေခြင်းသာဖြစ်တယ်ဆိုတဲ့တစ္ဆာဆိုပါတယ်ဂျပန်စစ်တပ်ဟာဗဇတ်မအမျိုးဘာသာသာသနာလို့တွင်တွင်အော်နေပေမဲ့လည်းအမှန်တကယ်အမျိုးဘာသာသာသနာကိုဆောက်ရှောက်လိုတဲ့စိတ်ကြောင့်မဟုတ်ဘဲနဲ့ဘာသာရေးကိုသူတို့ကိုကြိုးစည်းပွားတဲ့ခုတုံးလုပ်ဖို့အသုံးချနေတာဖြစ်တယ်လို့တစ္ဆာဆိုပါတယ်ဂျပန်စစ်တပ်ဟာသူတို့ ချက်သားတွေနေ့စဉ်စုနေကြတိစ္ဆာ၄ချက်ကိုသူတို့ကိုယ်တိုင်ချိုးဖောက်ပြီးတော့ပြည်သူလူထုပေါ်မှာစောင့်တရမယ်ကျင့်ဝတ်တိစ္ဆာများပြည့်ယွင်းစန့်ကျင် ပြုလုပ်သွားသောတိစ္ဆာဖောက်စစ်တပ်ကြီးဖြစ်တယ်လို့တိစ္ဆာဆိုပါတယ်အကြမ်းဖက်စစ်တပ်ဟာသူတို့နေ့စဉ်စားနေတဲ့ရိတ်ခါတွေဟာပြည်သူထံကပြည်သူရိတ်ခါတွေပြည်သူဗန္ဒာငွေနဲ့ဝယ်ယူထားတဲ့ရိတ်ခါတွေဖြစ်ပြီးပြည်သူကြွေးတဲ့ထမင်းကိုစားပြီးပြည်သူကိုပြန်လဲတတ်ဖြတ်နေတဲ့ပြည်တပ်စစ်သားများဖြစ်နေပြီလို့ သစ္စာဆိုပါတယ်ကျွန်တော်ဒီလည်းပဲဘဝတစ်လျှောက်လုံးကုသကောင်းမှုတဆန်းသေးပြုခဲ့ပြီးတော့မကောင်းမှုဆိုတာလေလဲရှိကောင်းရှိလိမ့်မယ်လို့သစ္စာဆိုပါတယ်ဤသစ္စာစကားတွေမှန်ကန်ပါက အာနာလူယူထားတဲ့အကျံဖက်စစ်တက်ကြီးတက်ရေးတက်လေးတက်အဲ့ဒီတွေရဲ့အတင်းတမဦးစီးချုပ်လုံနေတဲ့မင်းအောင်လိုင်းသူ့ရဲ့လက်ထောက်ဆိုးဝင်းတဲ့တကွလက်အောင်ငယ်သားအလိုတူအလိုပါအားလုံးအပေါင်းပါမရာဖြစ်တဲ့ ရဲပြူဒလန်အကြက်ဖက်စစ်တပ်နဲ့ပူးပေါင်းနေတဲ့လက်နက်ကိုင်အဖွဲ့အားလုံး BGF အပါအဝင်နောက်ပြီးတော့ဓမ္မဆိုတဲ့ဗုဒ္ဓရဲ့ဒေသနာတွေကိုတင်ကြား၍တိထားတော်လဲပဲလက်တွေမှာအာဓမ္မဘက်ကိုတိလျက်နဲ့အားပေးကူညီနေတဲ့ယဟန်တုအားလုံးလူပုဂ္ဂိုလ်အားလုံးစသည်တို့ဟာအကြောင်းမျိုးမျိုးဘေးမျိုးမျိုးတုံပြီးအမြန်ဆုံးဒုက္ခရောက်ဆုံးခ၍ပျက်စီးကြဆုံးပါစေလို့တစ္ဆာပြပါတယ်ပြည်သူကိုနှိပ်စက်ကလူပြုတဲ့ဖက်စစ်အကြမ်းဖက် လက်ပါစီများအားလုံးတို့ပြည်သူပြည်သူတွေရဲ့ကိုစားစူတောင်းတိုင်တဲ့စကားဖြစ်ပါတယ်အဲ့တော့မကြခင်ရမားမှာတစ္ဆာတွေစုတော့မဲ့မင်းအွန်လိုင်းလက်ပါစီတွေအကြောင်းကိုပြည်သူအားလုံးဝမ်းပန်းတသာလက်ကမောင်းခိုက်ပြီးပျော်ရွှင်ခွင့်ရကြပါစေဟုတ်ကဲ့ပါဒါတော့ပူကြီးအောင်ညီမဆဲဒီလိမ့်ပဲဖြစ်ပါတယ်ဆိုတော့ပူကြောင်းညီမျိုးစင်ရဲ့မိသားပို့မှုလျာတဲ့အရန်ကိုကောင်းတော့ပေါ့နော်ကျွန်တော်တို့အားလုံးလည်းပူကြောင်းညီမျိုးစင်မိသားပို့တဲ့အတိုင်းပဲနော်စစ်ကောင်စီတွေဒီစစ်ခွေးမိစာမင်းအောင်လိုင်းတဲ့ကွာပေါ့နော်သူအပေါင်းဖော်တယ်အားလုံး မကြခင်မှာပြတ်တာစုမယ်ဆိုတဲ့အရာကြီးကိုမျှော်လင့်ပါတယ်။ညိုလဲယုံကြည်တာပေါ့နော်။ဆိုတဲ့အတွက်ဘုရင်မျိုးဆိုရင်လည်းကျေးဇူးထူးတင်ရှိပါတယ်လို့ဒီအနေမှာပြောလိုက်ပါတယ်။ဆိုတော့ကျွန်တော်တို့နောက်ဆုံးတစ်ပုဒ်အနေနဲ့ပေါ့နော်ကျွန်တော်လေးစားတဲ့ကိုစီရဲ့သတင်းလေးကိုကြည့်လိုက်အောင်ဒီသတင်းကလည်းပေါ့နော်အရင်ကအရေးကြီးရယ်ပြန်နော်တိကျကျွန်တော်တို့မြန်မာနိုင်ငံပေါ်ဘလိုမျိုးလက်ဝါးကြီးအုံနေလဲဘလိုမျိုးခြေလဲရှင်နေတယ်လဲနောက်ကျကျွန်တော်တို့နိုင်ငံပေါ်ဘလိုမျိုးဝါးမျိုးရှင်လဲဆိုတဲ့အရာကိုတိရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်လည်းတူတူကြည့်လိုက်အောင်မင်္ဂလာပါမင်္ဂလာပါကျွန်တော်တို့နိုင်ငံကိုတရုတ်ကဘလောက်ထိဝါးမျိုးနေပြီလဲဆိုတာကိုမပြောခင် လက်ရှိတရုတ်ကြောင့်မိုင်ပေါင်း900ကျော်ရှည်တဲ့နော်မြစ်ကြီးတစ်ခုလုံးဝတိမ်ပေါ်သွားရတဲ့နိုင်ငံတစ်ခုတင်းကိုတင်ပေးပါကြောက်စရာကောင်းတယ်ဗျဇမ်ဘီယာနိုင်ငံမှာပြည်သူများရဲ့အတွက်တွေးကြောဖြစ်တော့မိုင်930ရှည်တော့ကတ်ဖူးမြစ်ကြီးတရုတ်အစိုးရပိုင်ဂျင်းဒီစီမံကိန်းမိုင်တွေမှာစွန့်ပစ် asset များကြောင့်တမောက်ချင်းကောပြတ်သုံးသွားခဲ့ပြီဖြစ်တယ်တောင်အာဖရိကနိုင်ငံတစ်ခုဖြစ်တော့ဇမ်ဘီယာဒီတရုတ်အားတွင်းပြီးဒေါ်လာ၄ဘီလီယံတင်ရှိတော့နိုင်ငံဖြစ်တယ်ထို့ကြောင့်စမတ်ဖုန်းနဲ့အခြားသောနည်းပညာထုတ်ကုန်များအတွက်ကမ္ဘာဈေးကွက်တွေအဓိကတင်ပို့ရတရုတ်အစိုးရဒီဇမ်ဘီယာနဲ့ဂျင်းဒီစီမံကိန်းမိုင်တွေများလှုပ်ဆောင်နေရမှာ ဇမ်ဘီယာဒီကဘာပေါ်တင်ဂျင်းနီထုတ်လုပ်မှုအများဆုံးဆယ်နိုင်ငံစည်ရင်ပေါက်ခဲ့ပြီးတရုတ်အစိုးရပိုင်ဆီနိုမက်တယ်ကုမ္ပဏီမှဂျင်းနီမိုင်းတွေလုတ်ွက် SNS အစိတ်ောက်ဖြစ်နေတိုင်းတော့တက်ထုလီဒါတန်း90ကိုဖေဖော်ဝါရီ17ရက်နေ့ကတက်ဖူးမြစ်အတွင်းစုပစ်ခဲ့တဲ့အတွက်အချိန်တိုအတွင်းမှာမြင့်မှာမြင့်ညာမှာမိုင်60အတွင်းရေစီးသွင်းမှုမရှိတော့ပဲပေါ်သွားခြင်းဖြစ်တယ်။ဆိုပါမြင့်ဒီမိုင်အားဖြင့်430ခြေလာပြီးဇမ်ဘီယာနိုင်ငံမှာလူရေတန်း20အနက်60ရာခိုင်နှုန်းမိကိုအားထားနေတော့မြစ်ထစ်ကမြို့တော်လူစားကနေနေထိုင်သူများအပါအဝင်လူရေ9တန်းတောက်တုံးရေမိကိုအားထားရတယ်ဖြစ်တယ်။အဲ့ဒီမှာစုပစ်ခြင်းကြောင့်လူရေ9သိန်းနေထိုင်တော့ ဒီဝိတ်မြို့တစ်မြို့တော့ရေပေးဝင်မှုရက်တန့်လိုက်ရတဲ့အတွက်ဇမ်ဘီယာအစိုးရကလုပ်ငန်းဝင်မှတရုတ်မန်နေဂျာနှစ်ဦးကဖမ်းဆီးလိုက်ပြီးမြစ်တစ်လျှောက်ရေပြန်စီးဆင်းနိုင်ရေးကြီးရွယ်ကထုံးတန့်ချိန်ယာချီပြီးမြစ်တွင်လိုက်လံကျဲပြန့်မှုမှပြုလုပ်ခဲ့ရတာဒါကတော့ဇမ်ဘီယာနိုင်ဒါကတော့ဇမ်ဘီယာနိုင်ငံမှာဖြစ်ပေါ်သွားတဲ့နော်တရုတ်ရဲ့ရုပ်မှမှုတွေတစ်ခုပဲနော်အဲ့တော့လက်ရှိကျွန်တော်တို့မြန်မာနိုင်ငံမှာကျွန်တော်2000ခုနှစ်လောက်ကရှမ်းပြည်နယ်ပဲရောက်ခဲ့ပါတယ်အဲ့ဒီမှာတရုတ်ကုမ္ပဏီတွေရွှေတူးတယ်နော်တစ်ထုတ်တယ်ပလေရွှေစိတ်ကမ်းမှာဆိုရင် ပုံထားတဲ့တက်ကသူတို့လူယောက်ျားနှစ်ဖက်နောက်ရှိတဲ့တက်ကြီးတွေအနည်းဆုံး16တောင်16တောင်ဖျောင်းနိုင်လို့ပဲကျွန်းနေမတိမူတအားအောင်ကျွန်တော်တို့မြို့မှာကျွန်းပေါ်လာတာတွေအတွက်အဲ့လောက်တက်ကြီးရောအော်ပေါ်ပေါ်ပေါ်အဲ့ရနှစ်မျောလာဒီတက်ကြီးတွေဒါတွေအားလုံးကိုအဲ့ပလက်ရှင်စိတ်ကန်းပုံပြီးတော့တရုတ်ကိုပို့တယ်နောက်တစ်ခါအဲ့မှာရှိတဲ့တောင်တွေတဲကိုတမျိုးနဲ့တမျိုးတွားတဲ့အချိန်မှာဒီကတာတို့ဘာတို့ဘက်ကိုတွားတဲ့အချိန်မှာတောလန်းတွေကိုချက်ကကားလန်းတော့ဖောက်ထားတယ်ဖုံကတော့ဟိုအထောင်လောက်ရှိတယ်ပေါင်တာမဟုတ်တော့ပွတ်နေတယ်ဒါပေမဲ့အဲ့ဒီလမ်းနိုင်ငံပိုင်လမ်းမဟုတ်ဘူးဘလူပိုင်လဲဆိုတော့တရုတ်ကုမ္ပဏီတွေပိုင်တယ်ဟာဘာဖြစ်လို့ပိုင်တာလဲဟုတ်တယ်တဲ့ဒါဂျိုးဝိုင်းတတော်တဲ့ ဂျိုးဝိုင်းတစ်တော်ကိုအခုဒီဧကတထောင်ချီတရားတထောင်ကျုပ်ကုန်ပြီးတော့လာပြီးတော့ဒီစစ်အစိုးရရှိမှာပေါ့နော်မတန်မဆတဲ့တရားကိုအဲ900တောင်းတောင်းလောက်နဲ့ပေါက်ပန်း၄၀လေးလောက်နဲ့နော်စစ်ခေါင်းဆောင်တွေလည်းပေါင်းပြီးတော့ဆွဲလိုက်ပေါ့ဒါကျွန်တော်တိုင်းမှုပြဟုတ်လားတိုင်းမှုရောတိုင်းတောင်းခွန်းလိုက်တယ်ပြီးလို့ရှိရင်တရားကိုဟုတ်လားမလား9သိန်းပေါက်တဲ့နေရာမှာ900လောက်နဲ့အဲလီလန်ဆွဲလိုက်ပြီးလို့ရှိရင်အဲ့ဒီဒိုးဝိုင်းဘလောက်ရှိတယ်ရှိတဲ့ဟာကိုသူတို့ကဆက်ရန်ရန်အကုန်ခေါ်ရတယ်ဒီတစ်ကိုညှက်တဲ့ကနန်းဆက်ကြီးတွေကလေတုံးထိုင်တဲ့အတူတူပဲအဲ့လောက်ကြီးတော့အဲ့ဒီဆက်ကြီးတွေကိုခေါ်လာတယ်ပြီးလို့ရှိရင်လမ်းတွေကိုဒူဝန်နဲ့ထိုးချတယ် ိုးချပြီးတော့တို့ကတို့အဲ့ဒီတော့တိတော့ကျိုးဝိုင်းတဲ့ကိုလမ်းထောက်ထားပါလေပြီးလို့ရှိရင်ဒီကားကြီးတွေနဲ့တစ်ကိုအရင်ကဲ့တယ်ကဲ့ပြီးအမြစ်ကိုဒူးတော့တယ်အမြစ်စုံလိုက်ကြီးရဆာအဲ့ဒီနော်22ဘိန်းကားကြီးတွေပေါ့တင်ပြီးတော့တရုတ်ပြည်ကိုဒါလိုက်ယူတာတချို့တလေဆိုအမြစ်စုံမြေကြီးရဆာပါအဲ့ဒီကျိုးဝိုင်းကုမ္ပဏီထွက်တော့ရင်အဲ့ဒီတစ်တော့မှာတင်းရွက်ပဲကြံပြီးခဲ့တယ်အမြစ်တော့မကြံဘူးပြန်ဆိုင်ဖို့ဆိုတာအဝေးကြီးနော်ဘလောက်ရှင်းအောင်ကောင်းတဲ့စဉ်းစားကြည့်ဒါကတစ်နောက်တစ်ခုရွှေ့လက်ရှိရေကြီးရေချမ်းမှုတာမပူနဲ့အဓိကတော့တန်လွင်မြစ်ကြောတောက်ချောက် နှစ်တိုင်းဖြစ်ပါလိမ့်မယ်။ဒါကြောင့်မလို့တန်တွေမြစ်တော်မှာရှိတဲ့တော့ကျွန်တော်တို့မိဘပြည်သူတွေအနေနဲ့ရည်ကြီးရည်ချမ်းမှုကိုကာကွယ်ဖို့နှစ်ဆက်ပြုလုပ်ထားပါ။အဲတခုရှိတယ်ပြည်သူအစိုးရတက်ပြီးတော့အ ਨੇ ဆုံး၁၀နှစ်လောက်စ조사နိုင်ပြီးတော့ကြောင်းလဲမှုဖြစ်ဖြစ်ပေါ်လာလိမ့်မယ်။မ조사နိုင်လို့ရှိရင်တော့အဲ့ဒီရည်ကြီးရည်ချမ်းမှုကရည်ချမ်းမှုကတိတဲ့ပုံစံလိမ့်မယ်။ဘာဖြစ်လို့လဲ။ကျွန်တော်အဲ့ဒီသွားတဲ့အချိန်မှာရှမ်းပြည်နယ်ဘက်မှာရွှေလုတ်ကွက်တွေတွေ့တယ်။ရွှေကျင်တာပေါ့။ဒါပေမဲ့ကျွန်တော်တို့နိုင်ငံသားတွေပေါ့ပေါ့။အဲ့ဒီရှမ်းပြည်မှာကချင်ပြည်နယ်မှာရှိတဲ့ကျွန်တော်တို့ဒေသခံရှမ်းတွေကချင်တွေနော်တောင်ရံစိုက်စားရပါတယ်။ကျန်လေးတွေစိုက်တယ်နော်တောင်ရံတွေစိုက်စားရပါတယ်။နော်စုပ်စုပ်ပြက်ပြက်လေးရပါတယ်။ ါပေမဲ့တော့အဲ့ဒီရွှေလုံးဝက်တွေတစ်လုံးဝက်တွေအားလုံးကတရုတ်ပိုင်ပါတယ်အဲ့ဒီရွှေကြီးတွေဆိုရင်ဒီပြည်တွင်းကခရိုနီတွေနဲ့စစ်တပ်နဲ့ပေါင်းပြီးလုပ်ရင်တော့မလုပ်တရုတ်ကုမ္ပဏီတွေနဲ့စစ်တပ်နဲ့ပေါင်းလုပ်ထားတာပါသူတို့ကတော့ဥပိုင်တွေများပါဥပိုင်ဆိုတာတင်စစ်တပ်ကဥပိုင်ကုမ္ပဏီနဲ့ share လုပ်ပြီးတော့ထုတ်တဲ့ဟာတွေများတယ်ရွှေဘလို့ကျင်းတာလဲတောင်ရှိတယ်စမ်းကြောင်းရှိတယ်ဂျိုင်ဝမ်းရှိတယ်အဲ့ဒီစမ်းကြောင်းကနေစပြီးတော့တူးလိုက်တယ်ဘက်ဘိုးတွေနဲ့တူးတူးတူးမြေကိုမှိုင်းတွဲချိန်မှာအောက်ကနေခံလိုက်တယ်ຫນွေဘက်ဆိုတော့ရေစီးနေကျွန်တော်သွားချိန်ကຫນွေဘက်ဖြစ်တယ်စမ်းကြောင်းထဲမှာရေမြေမြေပဲစီးတဲ့ချိန်ဒါပေမဲ့ရေမစီးနိုင်တော့ဘူးဘာဖြစ်လို့အဲ့ဒီကနေပန့်တဲ့တောင်ချိန်ကိုထိုးလာအဲ့ဒီ ဖိုးတဲ့ပိုက်ကအာပြင်းလားမပြင်းလားမသိဘူးပန့်တယ်လို့ရေထွက်နေအပေါ်ကိုလူတယောက်တို့တက်ကိုထိုင်းအဲ့ဒီပိုက်ကကိုယ်မကြပါဘူးအဲ့လိုပိုက်လို့တဲ့တောင်းနိုင်အောင်ဖိုးထားဝိုးပြိုကြတာပြိုတက်လားမြေသားကိုဖိုးချဖိုးချဖိုးချရေအားနဲ့ပန့်နဲ့အဲ့ဒီမှာအောက်ကနေတို့လိုဆက်တင်နဲ့ပြန်ပြီးတော့ရွှေကိုကျင်းတာအဲ့ဒီလိုမျိုးလှုပ်ပြီးတော့ကျင်းတဲ့အတွက်ဒီရေစီးသွားနေတဲ့စံချောင်းအလုံးကဘေးကတောင်ဖြိုချပြီးကျင်းလိုက်ဆိုလုံးဝပြိုသွားပါမြေသားတွေအလုံးအတစ်ဖြစ်သွားပါအဲ့ဒီမြေသားမိုးရွာအချိန်မှာအလုံးပြိုပြီးတော့မြစ်ထဲကိုစီးဆင်းသွားပါဒါကြောင့်မလို့အရင်တစ်ခေတ်ကကျွန်တော်တို့ရဲ့မြေကြီးတွေဆိုတာတန်တွေမြစ်တို့အေရီမြစ်ဆိုမြေကြီးဆိုကြီးစိမ့်နေပါတယ် ဒါပေမဲ့အခုနောက်ပိုင်းခေတ်ဘာကြောင့်မြည်ရည်နောက်ကြည့်အဲ့ဒီကထိုးထားလိုက်တဲ့မြေသားအားလုံးကမြည်ရည်ကိုပျော်ဝင်ပြီးတော့မြည်ရည်ညစ်ပတ်ပြီးတော့အကုန်လုံးရည်ကြီးရည်ချမ်းမှုပိတ်ဆို့မှုတွေတိတိရည်ရည်ရှန့်တာတတ်တယ်ဘလို့နှစ်ပေါင်းမြောက်တော့နောက်တစ်ထက်ရှည်အောင်ပါအဲ့တော့ဒါကြုံလို့ကျွန်တော်ပြောတယ်နော်ရွှေအခါကြောက်ပြီးဘာတွေရောကျွန်တော်ထပ်မပြောတော့အားလုံးသိတဲ့အတိုင်းဟိုဖားကမ်းမှာဘယ်တော့ထိကျူးနေလဲဆိုတာနော်ဖားကမ်းမှာကိုယ့်ပြည်သူပြည်သားတွေကနော်ရည်မစေးသမားဆိုပြီးတော့ဟိုပိုးစိတ်အုပ်ကြီးတို့ဒုံနဲ့လိုက်ရိုက်လောက်ကလည်းအဲ့ဒီဆက်ရန်နေရာကြီးလောက်နေတာအားလုံးကပုံကြီးတရုတ်ဆက်ပြောရအများကြီးပဲအဲ့တော့ကျွန်တော်အဓိကပြောချင်တာကတရုတ်ရဲ့ဝါမျိုးလက်ရှိ ျွန်တော်တို့တော်နိုင်ရင်ရှုံးပြီဆိုရင်နံပါတ်1မြစ်စုံကိုတရုတ်ကိုပေးရလိမ့်မယ်။တရုတ်ကအဲ့ဒီမြစ်စုံကြီးကိုပိတ်ပြီးတော့ရေအားလျှက်စစ်ထုတ်မယ်။အဲ့ဒီရရတဲ့66ကိုတရုတ်နိုင်ငံတို့အတုံးပြုမယ်။၄ရာနိုင်ငံကိုမြန်မာနိုင်ငံတို့ပြန်ပြစ်မယ်။မတော်လို့မြစ်စုံကြီးပြိုလာမယ်ဆိုရင်နော်ကျွန်တော်တို့ကချင်ပြည်နယ်မှာရှိတဲ့မြစ်ကြီးနားကဆက်ပြီးတော့မြို့အားလုံးကပ်ထုတ်ရမယ်။ဘာဖြစ်လို့လဲဒီမြစ်စုံပိတ်ထားတဲ့ area မှာရှိတဲ့ရေရဲ့ဒုတဲ့အားနဲ့ပြိုကျလာမယ်ဆိုအေယာဝတီမြစ်တော်မှာတောက်ချောက်မြစ်စုံအောက်ဘက်မှာရှိတဲ့ရွာတွေမြို့တွေမှန်တယ်မြတ်ကတမဟုတ်ချင်းမိနစ်ပိုင်းတွေမှာရေတုတ်ပြီးတော့အကုန်လုံးမြို့ရယ်ပြည့်စည်ဖို့ အကယ်၍တယောက်ကစောက်လို့မခိုင်ခဲ့ခိုင်ပါနဲ့တယောက်ကနောက်ဆုံးပေါ်နီးပညာနဲ့စောက်ပြီးကောင်းပြီနော်အဲ့ဒီမြေဆောင်ကစပြီးအောက်ပိုင်းကလုံးဝရေပြက်တော့ပြီးတော့ AOD မြစ်ကြီးကခန်းသွားလိုက် AOD မြစ်ခန်းပြီဆိုတော့မြန်မာနိုင်ငံရဲ့စိုက်ပျိုးမွေးမြူထုတ်ကုန်အားလုံးတွားပြီရေပြေးရေဝင်မှုတွေအားလုံးကျက်တန့်ကုန်ပြီနော်လမ်းမှာတွားနေတဲ့တင်းမောတခုတွေကျက်တန့်တာမဟုတ်ဘူးဒီဆယ်ရေကနေ AOD မြစ်ကိုတွယ်ပြီးတော့စိုက်ပျိုးရေးမွေးမြူရေးတွေအားလုံးကျက်တန့်ကုန်ပြီတောင်းရေတောင်းရေစီးစစ်မှုတွေရေလမ်းကြောင်းတွေအကုန်ပြောင်းပြီဒါမြစ်ဆောင်တခုကိုတယောက်ကဝင်လောက်မှရဲ့စိုးထိုးတခုပဲရှိသေးတယ်အဲ့ဒါလောက်စိုးထိုးလောက်ပြီးတော့တိုင်းပြည်အတွက်ပြန်ရတာ၄00000လုံးမရမယ်တယောက်က နော်96ရာလည်းလုံးရပါမယ်နော်ဒါနောက်ပိုင်းမှာစာချုပ်တွေပြန်ပြင်ထုတ်ဆိုတဲ့အတွက်ဘလိုပုံစံထုတ်ဆိုကြတယ်ဘလိုပြင်နေမလို့ပထမသွားထားတဲ့အဲ့ဒီပုံစံနော်တောက်ပြူရင်းနဲ့ဆိုင်ကနေအဲ့ဒီပုံစံပဲဒါပထမကျွန်တော်သူတို့သွားထားတဲ့အတိုင်းကိုကျွန်တော်ပြောပြတာနော်အခုနောက်ပိုင်းပြန်ပြင်ရမှပြင်ရတော့ကျွန်တော်လည်းမသိဘူးနောက်တစ်ခုပိုးလမ်းမှစီမံကိန်းတရုတ်နိုင်ငံကကုန်းတွင်းပိတ်နေတဲ့သူတို့ရဲ့နောက်ပိုင်းတည်နေကိုဖောက်ပေါက်ရအောင်အတွက်မြန်မာနိုင်ငံခားတဲ့ကောင်ကနေဖြတ်ပြီးတော့ပိုးလမ်းမှဆိုတဲ့လမ်းမကြီးကိုဖောက်လုပ်လိုက်အဲ့ဒီလမ်းမဖောက်ပြီးတရုတ်နိုင်ငံသားနော် ပိုင်းနဲ့တန်းနဲ့ရှိပြီးတော့မြန်မာနိုင်ငံထဲမှာအားလုံးနေရာဝင်ပြီးစီးပွားရေးလုပ်ငန်းကိုမလုပ်ဘူး။အဲ့ဒီအခြေကြရင်မြန်မာတွေအားလုံးကဘယ်ဘွားရောက်မလဲဆိုတော့တွွန်ဘွားရောက်ပါမယ်။ဘယ်အခုလက်ရှိချိန်မှာမရောက်ဘူးလားမသိဘူးဟုတ်ပါလေ။အခုလက်ရှိချိန်မှာတွွန်ဘွားရောက်တာကမြန်မာပြည်တွင်းထဲမှာအာဏာယူတဲ့ကောင်တွေရုတ်မှလို့နေလို့မရဘူးသူများနိုင်ငံထွက်ပြေးပြီးတော့သူများနိုင်ငံမှာကျွန်တော်တို့တွေကြုံခံနေရတာပါ။ဒါပေမဲ့အဲ့ဒီပိုလန်မရဲ့မြစ်စုံနဲ့ဖြစ်ပြီးမင်းအောင်နိုင်ငံမတော်လို့နိုင်ဝါခဲ့မယ်ဆိုရင်အဲ့ဒီဟာတွေဖြစ်လာမယ်ဆိုရင်ကိုယ်နိုင်ငံထဲမှာလည်းကိုယ်ကတွွန်ဘွားတင်ရောက်ပါလိမ့်မယ်။ဘယ်သူတွေကတခင်လာလို့မလဲ။တရုတ်တွေကတခင်လာလို့ပါလိမ့်မယ်။နောက်အခုဒီနိုင်ငံအာဖရိကမြစ်ကြီးကို မိုင်မို900ကျော်ရှင်းတဲ့မြစ်ကြီးလုံးဝချက်တန်သွားတာနော်မြန်မာပြည်မှာပေါ့လက်ရှိတရုတ်ကမြေချားထုတ်ကုမ္ပဏီကနေ asset တွေတုံးထားတယ်အဲ့ဒီအညစ်အကြေးတွေအားလုံးအကုန်လုံးအဲ့ဒီနေတွေထဲကိုတုံးပြစ်တာသူများနိုင်ငံတွေမှာရေနံတွင်းပြန်အောင်ချက်ချင်းမထုတ်ဘူးနောင်လာနောင်နှမျိုးဆက်တွေထားတယ်ဒီလိုမျိုးပေါက်ပန်းလေးစက်ထုတ်မှုကိုလုံးဝလက်ခံတာပေါ့ဒါပေမဲ့အဲ့ဒီမြေချားထုတ်နေတဲ့တရုတ်ကုမ္ပဏီရဲ့စွန့်ပစ် asset တွေဘယ်လိုပုံစံစွန့်ပစ်လဲဆိုတော့တွားကြည့်ပါရှမ်းပြည်နယ်ဘက်ကချင်းပြည်နယ်ဘက်ကဒါကြောင့်မလို့ကျွန်တော်တို့တော်လန်ရေးဆိုတာတူးတယောက်နဲ့ဆိုင်တာမဟုတ်အားလုံးနဲ့ဆိုင်နေဆိုတော့ကျွန်တော်တွတ်တွတ်ပြောတာတွားပြီဒီပွဲတာရှုံးကြည့်ကျွန်တော်တို့နိုင်ငံတို့အဖက်ဆယ်စရာမပြောနဲ့အရေးတော်မှတန့်ရှင်းတဲ့အရေးစင်လို့မရတော့ တော့စကမုံရှိတယ်နော်အဖတ်တော့ဆွဲမနေနဲ့တော့အရေတော့ကျန်သေးတယ်ဟုတ်တယ်နော်အဖတ်မဆွဲနဲ့ဆိုရင်ဟင်းရေပေါ့နော်ဟင်းချက်ထားတဲ့အဖတ်တွေလူများစားဝိုင်းအဖတ်ဆွဲနေနေတော့ဘာမှမရှိတော့ဘူးလေဒါမှအရေးရှိသေးတယ်လေကျွန်တော်ရေလေးတောက်ပေးရသေးတယ်အဲ့ဒီတင်ရောက်နေတာကျွန်တော်တို့မင်းအောင်နိုင်ဦးတာမတော်လို့ကျုံးပြီးွားလို့အဲ့ဒီလိုဖြစ်လာခဲ့မယ်ဆိုရင်အဖတ်ဆွဲဖို့မပြောနဲ့ရေတောင်တောက်လို့မရတဲ့ဘဝရောက်ပြီအခုအဖိကမှကြီးမှာအဲ့တော့နိုင်ငံရေးဆိုတာကိုယ်ထဲမှာဆိုင်တယ်လို့နေကြမလား နိုင်တဲ့နေရာကပူးပေါင်းပြမှာကိုအောင်ဆောင်တဲ့ကိုလည်းစဉ်းစားကြည့်ပါကျွန်တော်မှဗီဒီယိုတိုင်းကိုဒီကိစ္စကိုပြောနေတာဖြစ်တဲ့အတွက်ကိုယ့်ကိုစဉ်းစားကြည့်ပါတော့အင်မတန်ကြောက်ဖို့ကောင်းတဲ့နယ်ချက်နော်လက်တွေတွေပါကိုလိုနီလက်တွေတွေအင်မတန်ကြောက်ဖို့ကောင်းတဲ့စစ်မိတ်ဆာကောင်းတွေနဲ့ပေါင်းပြီးတော့ဒီကိုလိုနီလက်တွေတွေကကျွန်တော်တိုင်းပြည်ကိုကုပ်ပြီးကိုဆုတ်ဖို့လုပ်နေတာပါကိုယ့်ကိုအတီတရားနဲ့ဝမ်းပြီးဆုံးဖြတ်ကြပါလို့တိုက်တွန်းပါမယ်โอเคပါဒါတော့ကိုစီရဲ့သတင်းသတင်းပဲဖြစ်ပါတယ်ကိုစီပြောတော့အရင်ကောင်းတယ်ကျွန်တော်တို့အားလုံးနဲ့ကြည့်တဲ့ဗီဒီယိုဖိုင်လေးဖြစ်တာပေါ့နော်တယောက်ကဒါတွေမကအောင်ပေါ့နော်တယောက်ကသူကနိုင်ငံကိုပါသူကကုတ်တွေဆုတ်တော့နိုင်ငံအောင်ပါဝါမျိုးမှာ နော်အဲ့ဒါကြောင့်ကျွန်တော်တို့တုတ်ရံဆိုတာရမ်းကြောက်ဖို့ကောင်းတယ်ဗျာကျွန်တော်တို့ဘေးပတ်ဝန်းကျင်ကနိုင်ငံတွေပဲသိလိုက်တုတ်နဲ့ပတ်သက်တဲ့နိုင်ငံတွေဆိုလို့ရှိရင်ဘယ်နိုင်ငံတို့တတော်ရှိလဲနော်စီးရဲမွဲတူသွားတဲ့နိုင်ငံတွေပဲရှိတယ်ကျွန်တော်ဗီယက်နမ်ကြည့်မလားကမ္ဘောဒီးယားမလားလာအိုကြည့်မလားစရီလန်ကာကြည့်မလားစရီလန်ကာဆိုကြည့်လိုက်ဗျာသူတို့စစ်ကိုင်းစောင့်မယ်ဆိုတော့မှစရီလန်ကာမှာရှိတဲ့ခေါင်းဆောင်ကလည်းမင်းအောင်လာလူပဲနော်စောက်တုံးမကြောက်စီးပွားရေးမလုပ်တတ်ဘူးလက်စားတယ်အဲ့လိုကောင်းဆုံးအဲ့လိုကောင်းနေပဲအဲ့လိုကောင်းနေတော့မှတုတ်ရဲ့ချင်းငွေတွေယူတော့မှစစ်ကိုင်းစောက်လိုက်တယ် စေကဆောင်တော့ဆောက်တော့မကြပါဗျာစီးပွားလေးမလုတ်တော့နိုင်ငံခြားချင်းချင်းမြို့နယ်မှုလည်းမလုတ်တော့အချွေးတင်တာပေါ့အချွေးတင်တော့မပေးနိုင်တော့အဆုံးမှာတုတ်ကို စေကံပြလိုက်ရတယ်နောက်ဆုံးတော့လည်းအကောင်ခွေးပြေးဝပြပြလိုက်ရတယ်ပေါ့နော်အဲ့မရောက်လာလို့ဆိုလဲကောင်းအဲ့လိုလိုပဲဗျာနော်တုတ်ကအဲ့လိုမျိုးဆောက်ပိန်းနေအုပ်ချုပ်တဲ့နိုင်ငံမှာဆောက်ပိန်းနေရှိမှတာလေဒီကောင်ရဲ့စီးပွားရေးကြက်လို့ခြေလေလို့ရတာအဲ့ဒါကြောင့်ဆောက်ပိန်းဖြစ်တဲ့မင်းအွန်လိုင်းကိုတုတ်ကကြိုက်တာနော်ဆိုတော့မင်းအွန်လိုင်းဆိုတဲ့ကောင်ကလည်းတွေ့ကြူကြူလာကိုရောင်းစားဆိုရင်တော့မှဒီကောင်ရောင်းစားမှာသူအာနာရဖို့အတွက်ပေါ့နော် ။ဆိုတော့ဒီရက်ကောင်းကြီးဟာတကယ်ပြောရမယ်ဆိုရင်ကျွန်တော်တို့မြန်မာပြည်ထဲမှာကောကဘာမှာမနေသင့်တဲ့ကောင်ဖြစ်တယ်။အဲဒါကြောင့်ပေါ့နော်ကျွန်တော်တို့ကအခုချိန်မှာစူးစီးလိုက်မယ်ဆိုလို့ရှိရင်စီးလုံးလိုက်မယ်ဆိုရင်နောက်မကြဘူး။အဲကြောင့်နောက်မကြခင်မှာပေါ့နော်ကျွန်တော်တို့စူးစီးတဲ့ဖြစ်ပြီးတော့ပေါ့နော်ဒီရက်အာနာချင်းကြီးကိုကျွန်တော်တို့အများဆုံးတိုက်ထုတ်ကြပါလို့ကျွန်တော်ဒီနေ့ပြောမှာမျက်တရခံပါတယ်။နောက်ကြတော့ပေါ့နော်ကျွန်တော်တို့မြေပြတ်မှာရှိတဲ့တပ်ဖွဲ့တွေအားလုံးလည်းပေါ့နော်တပေါင်းစုတွေဖွဲ့နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်။တပေါင်းစုတွေဖွဲ့ဖို့အတွက်လည်း စူးစမ်းပြီးကြပါလို့ကျွန်တော်မေးတမ်းရခဲ့ပါတယ်ဆိုတော့သတင်းထုတ်လင်းနဲ့ပတ်သက်ပြီးတော့ကုတင်ပင်ချက်ကိုလည်းကိုမမရေးခဲ့ပေးပါဦးဒါဆိုရင်ကျွန်တော်အများကြီးပြောတော့ပါဗျပြောလဲပြောပြီးတော့ရဲဆိုတော့ဗောနော်ကျွန်တော်ဒီလေးလေးလည်းဒီမှာပဲဆုံးသက်ပါတယ်ဆုံးသက်လိုက်ပါကြွချူပြန်ညီကောင်မမအရောက်ချင်းစီတိုင်းလည်းသူပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့တို့လည်းညီကောင်မမများအားလုံးအဆက်ဆက်ရအစီအပြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်နေ့ကျမှပြန်လေ့ကြမယ်ကျမရေးကူးဆက်ကြပါခင်ဗျာ